တနေ့ကနေနေမွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့နေ့ April 30ရက်နေ့အတော်တွင်ဟာအရာရာသတိနဲ့ရှင်ပြီးတော့လောရမယ်ဒီကာလအတွင်းရှင်းနည်းမြုံနယ်မှုအကြီးစားတွေလောရမလို့သိဘူးလုံတဲ့ဆက်လုပ်ငန်းတွေကိုထိမ့်ပြီးလောရမယ်လုပ်ငန်းတွေရပ်ပြီးတော့အစ်စ်ကိုစမယ် ဘဝတည်တစ်ခုကိုစတင်ရောက်ဖို့ပြတ်တန်းချက်ရောက်တယ်။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြတရားမဲ့ကာလသဘောမျိုးပဲ။ဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနှောက်ရက်ကြတဲ့ထိုးပေါက်ပြီးတော့တွတ်တက်ရခြင်းတွေကိုဖန်တီးရလိမ့်မယ်။၂၂ရည်နေ့အဲ့နေ့ကရံတိုက်ခတ်များတဲ့နေ့ဖြစ်တယ်။အဲ့နေ့ကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ပါပဲ။ဝေကြီးကိစ္စပြောဆိုရင်အောင်မြင်မယ်။ 23ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေရှိလာမယ်။ရှင်းမှန်းချက်တွေကိုကောင်းထည့်ဖော်လာမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကို ဖြေရှင်းနိုင်ခြင်းကြောင့်မယ်။25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တက်ခြင်းကိုကြောင့်မယ်။26ရက်နေ့မှာ ရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးတော့ဘဝတွတ်တက်တဲ့ကံပေါ်မယ်။29ရက်နေ့မှာ ယံပတိဘက်ကရင်နဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အဲ့ဒီကငဘောရက်နဲ့တိုက်ဆိုင်နေမတော်တဆထိခိုက်မှုနဲ့ကြိုးဆိုင်ရမယ်အနောက်တောင်ရောက်ကိုတည်သွားစရာနဲ့ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသွားလာနေတဲ့ကြိုးဆိုင်ရမှာပေါ့နိုင်ရည်ရဲ့အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကရင်28ရက်နေ့မှာကောင်းစီကောင်းလျှော်ပြင်ထူးထူးခြားခြားကောင်း29ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲရခြင်းရရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲ့ဒီနေရာလည်း ောင်းစေမင်္ဂလာအထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တယ်။30ရည်နှစ်ဆက်လက်ကံကောင်းတဲ့လူသမားအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းတွေကိုဖန်တီးနိုင်တဲ့နေသားရှိတယ်။အဲ့ရက်ကလည်းထူးခြားခြားကောင်းစေကောင်းလျှော်ပြုကောင်းတဲ့နေ့ဖြစ်တယ်။အဲ့28 29 30အဲ့3ရက် ကောင်းစေကောင်းလျှော်ပြုရင်ထူးခြားတဲ့ကံကောင်းခြင်းအနာရောဂါခင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်လို့သတ်မှတ်တယ်။ဒီကာလအတွင်းကြာသာပတင်းနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ အင်္ဂါဘုထူးကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နှောက်ယှက်ဖြစ်တတ်တယ်။369ခန်းနေချိုးပြီးတယ်။အနီရောင်ချက်သွင်းအောင်ပတ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။တဏှာဒိဋ္ဌိနဲ့ကဆန်းရှင်တဲ့နေဖြစ်တဲ့20နှစ်နေမှာပန်းဆန်တထောင်တန်တရွက်ကိုမှုနှတ်တာပြန်ပြီးတော့ပန်းဆန်ရတဲ့တဲ့ဆောင်ပါ။ထူးခြားတဲ့ကောင်းခြင်းလက်လာပါပွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဇာသပတိနေမွေသွားလုံးမင်္ဂလာပါ။ 2025ခုနှစ်ဧပြီလ22ရက်နေ့နဲ့30ရက်နေ့အတော်တွင်မှရပိုင်ခွင့်နဲ့လည်ဝယ်ပြန်ရခြင်းဝေကြီးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခက်အခဲအလုံးကိုကျော်လွှမ်းပြီးတော့မူလအနေထားနဲ့ပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တိုးတက်အောင်ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထွန်းစေလိမ့်မယ်ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောအကျိုးဆက်နဲ့တန်လန်းကို ဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုစောင့်ရနိုင်ခြင်းနဲ့တိုးတက်ခြင်းနှစ်သာရကိုရမယ်။ရင်းနှီးသူများနဲ့မကြာခဏစကားများတတ်တယ်မထင်မဲပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်။ခရီးကံအဆင်ပြေမယ်။၂၂ရက်နေ့ရီမန်းချက်တဲ့အောင်မြင်မယ်ငွေကြေးကံကောင်းမယ်ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာသားလိုက်တုံးတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါကောင်းခြင်းကံတွေရလာမယ်၂၀ သောရည်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်ဝေကုန်ကြေးကြများမယ်လူသည်များဆင်ပြေမယ်25ရက်နေ့ပြဿနာဟောင်းနေဖြစ်ရှင်းရမယ်စိတ်နှောက်ရှက်တွေရှိမယ်26ရက်နေ့မှာမထင်မှတ်ပဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်29ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ်28ရက်နေ့မမျော်လင့်ပဲငွေဝင်မယ်မထင်မှတ်ပဲဆင်ပြေမယ်ပုံမှန်နဲ့ကောင်းခြင်းကံကိုကြုံမယ် အဲ့ဒီနကဘောရက်ဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တောင်ရောက်ကိုတီသွားစေအာနီရရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွက်အသွားလာနေတိုင်းယူဆရမယ်29ရက်နေ့ကမှန်းနာတဲ့လက်တွေ့ကွာတယ်တပားသူကတိပြက်လို့ကိုစိတ်ရှိရမယ်30ရက်နေ့အရာရာစင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ် April 28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှောက်ပြည့်ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချောက်ကြုံမယ်ဒီတပတ်တာကာလအတွင်း တနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်နှစ်ခိုးကိုးကနန်ကျိုးပေးမယ်အဖြူအစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်မယ်ကံကောင်းခြင်းကိုကြုံမယ်ကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကြိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းစွဲနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကြိုးစက်နဲ့တိုးတက်မှုတွေကိုရအောင်ဆွဲနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာအခွင့်လန်းရည်မှန်းချက်တွေကိုဆွဲနိုင်တဲ့အခြေအနေရရရဲ့အကျိုးပေးမှုရရကိုဒီချိန်မှာရပိုင်ခွင့် ရရှိပြီးတော့တိုးတက်မှုရဲ့နေသာတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။၂၀ရက်နေမှာမိန်ကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံကြွေစေးတစ်စီကိုမွေးနှံတာပဲပြန်ပြီးလူနဲ့ဆောင်မှာ၂၃ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။၂၄ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်။စေတနာဝေဒနာဖြစ်တတ်တယ်။စိတ်ရှည်လိုက်ရင်တော့ဆင်ပြေမယ်။ 25ရက်နေ့မှာမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြောင့်ပဲ26ရက်နေ့ခရီးကံကောင်းမဲ့ပြောင်းလဲရှိမဲ့လိုရာပြည့်စုံမဲ့29ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြောင့်ပဲအဲ့ဒီနေ့မှာနဂဘုံရက်နေ့တိုက်ဆိုင်တာတော့ဂယူဆက်ရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့9နိုင်နေ10နိုင်ခွဲတွင်သွာလာဂယူဆက်ရမယ်26ရက်နေ့မှာတော့ သုံးဖြတ်ချက်မှန်မယ်ဘုရားရစင်ပြေမယ်တိုးတက်မယ်30ရက်နေ့ကသုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကျော်ပြီးတော့ဘဝတိုးတက်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါနိုင်မယ်တနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချုပ်ပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်တဲ့လေကိုကနံကြိုးပေးတယ်အဝါလိမ္မောရွှေရောင်တို့ကိုတောင်းပြီးတော့လိုရှိရကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။ ဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းချိုးပေးခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧပြီ22ရက်နေ့ရက်နေ့30ရက်နေ့အတော်တွေမှာဘဝရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးတော့အစ်မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တဲ့ ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တယ်။ဝေးချေကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းအထောက်အကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်ပြီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလနေသားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနှစ်သာရကို ကြုံတွေ့ရမယ့်နေထားရှိပါတယ်။ပေကြီးကံကောင်းခြင်းကို20နှစ်နေမှာကြုံမယ်။အဲဒီနေ့မှာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖရားစင်မှာတပြေသုံးညွတ်တင်ပြီးလတ်လာဘကောင်းမှုတွေဆူတောင်းမှနဂတ်တွေထူကြတဲ့ကံရပါမယ်။23ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ရန်တက်ခံတဲ့ရှင်ပြီးလို့မယ်ပြီးမှဆင်ပြေမယ်။24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကတူထာနေကူညီရမယ်။ အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်။25ရင်းနေမှာခီးသွားခြင်းကြိုးပြမယ်။အယံဝေးရကောင်းသောသတင်းစကားကြုံမယ်။အဲ့ဒီမှာအိမ်မက်မဲ့ရင်တွေးရင်ထေမှန်တတ်တယ်။26ရက်နေ့ကတော့မထင်မှတ်ဖြစ်အတိုက်ခံတဲ့ဂျုံပြီးမှအစီပြေမယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးမှလောက်ရမယ်။ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်။28ရက်နေ့မှာရင်းကြီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခပြရတတ်တယ်။28ရက်နေ့စီပန်းကံကောင်းမဲ့လက်ဖွဲ့မဲ့ဒါပေမဲ့ ဲ့ဒီကငကဘော်ရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွာလာကူဆန်းရမယ်အနောက်တောင်ရကုတီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်အညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေပြီအရဝေးနဲ့ဆက်ဆက်ပြီးလောက်တာအချိုးပေးမယ်30ရက်နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အချိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောအကျိုးဆက်တွေကိုရရှိနိုင်မယ်လို့သတ်မှတ်တယ်တနင်္လာနေ့အင်္ဂါနေ့ ပုံထုနဲ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေတောက်ချန်တွေမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။36 8ကနန်းတွေကျိုးပေးတယ်။အပြန်ရရင်မိခိုးရောင်၊နှက်ပြောင်တို့ကိုဝိစာစင်ရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများတို့ပါကောင်းခြင်းကံကြမ္မာများရစေရန်နေနီးပါးမှရှိတဲ့ဖုံးတော်ကြီးเจ้าမှာဆံလူဒါနပြုပေးပါ။ယေရှုတင်ပါတယ်။